လောကမှာအကြီးမားဆုံးသော အပြစ်ဟာဘာလို့ကြားဘူးလဲ။ကဲဥစဉ်လဲနားရတာပေါ့ဗျာ။စဉ်းစားလိုက်ပါဦး။ဟမ်။မိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိမှာနိယတမိစ္ဆာဒိဋ္ဌိခိုင်မြဲတဲ့နိယတမိစ္ဆာဒိဋ္ဌိဆိုလို့ရှိရင်တော့ဟိုအဝိဇ္ဇိကြတတ်တယ်။အဝိဇ္ဇိကြတယ်။နိယတဖြစ်ရင်ကြတတ်တယ်မဟုတ်ကြတယ်။အမေသက်အဖေသက်လို့အဝိဇ္ဇိကြတဲ့လူကဒီကဘာပြက်လို့ရှိရင်လွတ်တယ်။ နိယတမိစ္ဆာဒိဋ္ဌိတမားများကတော့ဒီကဘာပြည့်ရင်တခြားသောကဘာမှာရွှေ့ပြီးတော့ခံရတယ်လို့ဆိုတယ်။အပြစ်တကအပြစ်ထဲမှာမှားယွင်းတဲ့အယူအဆကိုမှန်နေထင်ပြီးတော့လက်သင်ခံထားတဲ့မိစ္ဆာဒိဋ္ဌိဆိုတာအပြစ်အကြီးဆုံးပဲ။မှန်ပါဗျ။အဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့အကြီးမားဆုံးအပြစ်ဟာဘာကြောင့်ဖြစ်တယ်လဲလို့နည်းနည်းလေးလေ့လာကြည့်ရအောင်။မှန်ပါဗျာ။မိစ္ဆာဒိဋ္ဌိဖြစ်ခြင်းအကြောင်းတရားနှစ်ပါးရှိတယ်တဲ့။ပရတောဂောတ ူတပန်းရဲ့နှုတ်ကနေပြီးတော့မှားယွင်းတဲ့သကားဇံတွေကြားရတယ်တဲ့။သကားဇံကအင်္ဂါတစ်ချက်ဖြစ်တယ်နော်။ကိုယ့်ရဲ့အတွင်းကနေပြီးတော့မှားယွင်းတဲ့နှလုံးသွင်းမှုအယောနိသော မနတိကာရဖြစ်တယ်တဲ့။မှားတဲ့သကားဇံနဲ့မှားတဲ့နှလုံးသွင်းမှုဒီနှစ်ခုပေါင်းမိရင်မိစ္ဆာဒိဋ္ဌိဖြစ်တယ်တဲ့။ဟုတ်လား။အပြစ်အကြီးဆုံးမိစ္ဆာဒိဋ္ဌိဖြစ်ဖို့အတွက်အကြောင်းတရားတစ်ခုသည်မှားယွင်းတဲ့သကားဇံဖြစ်နေတယ်။ ဟုတ်လားဒါကြောင့်မှားယွင်းတဲ့အယူဆတွေကိုဖြန့်ချီတဲ့ပုံကိုယ်တွေဟောပြောတဲ့ပုံကိုယ်တွေဟာအင်မတန်အပြစ်ကြီးတယ်ဒါကြောင့်မြတ်စွာဘုရားကဖခင်လက်ထက်ကဟိုဒိဋ္ဌိဆရာကြီးတွေရှိတယ်ပုရဏကတ္တပဆိုတဲ့ဒိဋ္ဌိဆရာကြီးကိုမြတ်စွာဘုရားကဘယ်လိုပြောလဲဆိုတော့ပုရဏကတ္တပတိအဲ့ဒါလူထောင်မြုံကြီးပဲတဲ့ဗာကြီးတယ်တော့လူထောင်မြုံကြီးပါဗျာငါးတွေကိုထောင်တဲ့မြုံရှိတယ်နော်မြုံရဲ့သဘောတရားကဝင်လို့ရတယ်ထွက်လို့မရဘူးမြုံဆိုတာဗာလဲ ဝင်လို့ရတယ်ထွက်လို့မရဘူးအဲ့ဒီလိုပဲအယူဆမှားတွေဟာဆွဲလန်းသွားပြီဆိုရင်အဝင်သာရှိတယ်အထွက်အင်မတန်ခက်လိမ့်မယ်ဒါကြောင့်လူတွေကိုမကောင်းတဲ့နေရာကိုရောက်အောင်ဖျားယောင်းသွေးဆောင်ပြီးတော့ထောင်နေလူထောင်မျိုးနဲ့အင်မတန်အပြစ်ကြီးတယ်မှန်ပါဘူးဆိုလိုတာကစကားတန်တွေဟာမှားယွင်းပြီဆိုရင်အကြီးမားဆုံးအပြစ်ကိုတောင်ဖြစ်စေတတ်တယ်မှန်ပါဗျာဟုတ်ရလား gain အကောင်းဆုံးသောကုသိုလ်တရားတွေထဲမှာဘယ်ကုသိုလ်ဟာအကြီးဆုံးလဲလို့မေးရင်တော့မကုသိုလ်ဟာအကြီးဆုံးပေါ့နော်အဲ့ဒီမကုသိုလ်စီတမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့မကင်ကိုပွားများမှမကုသိုလ်ဆိုတာဖြစ်တာမဟုတ်လားအဲ့တော့တမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့မကင်၈ပါးဟာမှန်ကန်တဲ့အယူအဆခေါင်းဆောင်နေတဲ့မကင်၈ပါးဟာအရေးမပါဘူးလားပါပါခင်ဗျာကုသိုလ်တရားတွေထဲမှာတော့